သူမိသားရဲ့တိတ်ဘွားကနေပြီးတော့ဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့လိုက်တယ်။ပထမဆုံးဗျာဒိတ်စကားကိုမှတ်သားပြီးတော့ပါရမီ7ပါးကိုကြိုးစားပြီးတော့ဖြစ်ကျင်လိုက်တာ။ဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကဘာပေါင်းအတင်းချေအတင်းချေရဆိုမရေမတွက်နိုင်တာတို့မဟုတ်ဒီအင်တမကောင့်တလက်စ်ပေါ့ရေတွက်လို့မရနိုင်တော့အောင်ကြာတဲ့ကဘာ အရေးအတွက်တစ်ခုဟောအဲ့ဒီအရေးအတွက်တစ်ခုကိုကြော်လွန်ပြီးတော့မှကွန်တေညာမြတ်စွာဘုရားဆိုတာပွင့်တယ်အဲ့တော့လေးတင်ချေလေးအတင်ချေဆိုတာဘယ်လိုတွေ့ရတာရောလို့ဆိုဒီပင်္ဂရာမြတ်စွာဘုရားနဲ့ကွန်တေညာမြတ်စွာဘုရားရှားမှာကဘာပေါင်းဘယ်လောက်ကြာလဲဆိုတာအရေးအတွက်မရှိလို့အဲ့ဒီဟာတင်ချေလို့ဒီလိုမှတ်တယ်နော်အဲ့ဒီလိုဟာမျိုးလေးခါကြုံခဲ့တယ်ဒါကြောင့်လေးတင်ချေလို့ပြောတယ် အရေတက်နိုင်တဲ့အနေအထားတွေအဲ့တော့ဒီပင်ကရာမြတ်စွာဘုရားနဲ့ခွန်တိညာမြတ်စွာဘုရားကြားမှာတစ်အသင်ချေတစ်ခုမှလာနောက်ခွန်တိညာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားပြတ်သွားလိုက်တာကဘာပေါင်းအသင်ချေထိအောင်ကြာပြီးမှမင်္ဂလာဘုရားပွင့်တယ်အဲ့ဒီခွန်တိညာဘုရားနဲ့မင်္ဂလာဘုရားကြားမှာလည်းပဲတစ်အသင်ချေဒီလိုယူဆဒီလိုယူရမင်္ဂလာဘုရားနဲ့ကတော့ဘုရားလေးစုပွင့် နော်မင်္ဂလာဖျားနဲ့အတူပွင့်တာသူမနာဖျားတို့ဂရေဝတဖျားတို့သောဘိတဖျားတို့ပွင့်အဲ့ဒီသောဘိတဖျားထီအောင်လေးစုပွင့်ပြီးတဲ့နောက်မှာတခါကဘာပေါင်းဘလောက်ကြာတယ်ဆိုတာအရေးအတွက်မရှိတော့သောဘိတဖျားပွင့်ပြီးတဲ့နောက်မှာအနောမဓာတိဆိုရဖျားပွင့်တယ်အဲ့ဒီဖျားနှစ်စုချာတစ်တင်ချီဟောသုံးလာချုပ်သွားပြီ အဲ့ဒီအနောမတ္တတိပြီးတော့ဘုရုမမြတ်စွာဘုရားဘုရုမမြတ်စွာဘုရားပြီးတော့နာရဒမြတ်စွာဘုရားအဲ့ဒီဘုရားသုံးစုပွင့်ပြီးတဲ့နောက်မှာတခါတစ်အသင်ခြေတစ်ခုလွန်သွားပြန်ဟောလေးအသင်ခြေဆိုတာအဲ့ဒါပြောတာနောက်ဘုဓုမုတ်တရမြတ်စွာဘုရားကနေပြီးတော့ဒီဘက်ကျတော့ကဘာတသိန်းရေတွက်လို့ရသွားရေတွက်လို့မရတာကလေးကရေတွက်လို့ရတာကတသိန်းအဲ့ဒါကိုပဲ လေးအသင်ချင်းနဲ့ကမ္ဘာတသိန်းလို့ဒီလိုပြောတာเนาะတချို့ကအဲ့ဒါလိုအဓိပ္ပာယ်မဖော်ပဲနဲ့လေးအသင်ချင်းမဟုတ်ပါဘူးလေးကနားဟာရည်တွက်လို့ရတယ်ဆိုတော့လေးအသင်ချင်းပါလို့ဒီလိုပြောတဲ့လူပါရှိသေးတယ်အဲ့ဒါမမှန်ဘူးเนาะမရည်တွက်နိုင်တဲ့ဒီဖရားနှစုချာမရည်တွက်နိုင်တဲ့ကမ္ဘာကြုံခဲ့တာလေးခါကြုံခဲ့တယ်အဲ့ဒါကိုလေးအသင်ချင်းလို့ခေါ်တယ် ဘုရုမုတ်တရမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့ကဘာတသိဂေါရမမြတ်စွာဘုရားမှာလက်ထက်မှာကျွတ်တဲ့မဟာတာဝကအဖြစ်ကျွတ်သွားတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဘုရုမုတ်တရမြတ်စွာဘုရားလက်ထက်မှာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးပဲအခုဂေါရမမြတ်စွာဘုရားလက်ထက်ကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေဘယ်တော့ကျွတ်မလဲနော်ကျွတ်ဖို့ရှိပါတယ်အားမငယ်နဲ့အားမငယ်နဲ့အဲ့တော့ဘုရားတွေပါရမီဆိုတာ ကိုကိုယ်တိုင်နေစဉ်နဲ့အမျှဖြည့်ကြရတယ်။ဖြည့်တယ်ဆိုတာခုနပြောသလိုဒါနနဲ့လေးခြင်းပဲ၊သီလနဲ့လေးခြင်းပဲ၊ခန္တီနဲ့လေးခြင်းပဲ။ငါတော့မဟုတ်ဘူးခံမှု။တမထောင်မဟုတ်ဘူးခံမှုกว่าဆိုဘယ်လိုလုပ်ခန္တီပါရမီပြည့်မလို့။မဟုတ်တာခံမပါရမီပြည့်မှာနော်။ကိုကြီးကတော့ပါရမီပြည့်ဖို့တော်တော်ခက်တယ်။မဟုတ်မခံမာနတဲကြီးတာဟုတ်။အဲ့လိုအဲ့လိုတွေ ပါရမီဆိုတာကုစိတ်ထက်နဲ့ကိုယ့်ရဲ့အနေအထားကိုလေ့ကျင့်တာပြောတာနော်မြင့်မြတ်တဲ့လုပ်ငန်းတွေနဲ့လေ့ကျင့်